မင်းသားလေးမောင်စိဝေပြပြမမီကူကူမမအပိကြရေမောင်စိဝေကျဆက်ဝင်စင်းကျွန်တော်ရေးတာစိဝင်းစိဝင်းဆိုတာအဲကျွန်တော်အဲ့တင်းလေးရအောင်ကျွန်တော်ရေးလိုက်တယ်ရေးလဲရေးလဲပေါ့အဲ့တချင်းကိုပွဲလဲပြီးတော့ဆက်နှစ်နာရီလောက်ပေါ့နော်ရှင်တင် break ဆိုပြီးလဲပေါ့အဲ့ရောသားရသားရထွက်ပြီးတော့အင်ဂျင်နဲ့ထွက်ပြီးအိမ်ပြန်သွားကြလားစိတ်ဝင်စိတ်ဝင်ဆိုအချင်းလေးနဲ့အိမ်ပြန်သွားကြတော့ပို့ပြောဟာဒီစက်ပေါက်နေပြီဟာလို့ ဘောနော်ဒါတော့အဲအမမရပြည့်စုံတာပေါ့စရစပေါ့ဆိုတော့မလွယ်ဘူးလေတသင်းလေးရတာဟောကျွန်တော်စရထုတ်လို့ရှိရင်ရှုံမန်းတဲ့သင်းလေးစူသွားသလိုပဲဟာစိန်ဝင်းစရရထွက်သွားတဲ့အခါမှာစိန်ဝင်းစိန်ဝင်းဆိုပြီးတော့ရောသားရတကယ်ဆိုပြီးထွက်သွားကြတာဩကိုလည်းပီတိဖြစ်ပါတယ်အဲ့အတွက်ဝိဒီမှာစက်စီအရမတော့ကပေးကြစားဖို့ဝါလိုက်ပြီးသဘောထားလိုက်ဟုတ်လားဝင်းနေရပေတော့လေဒီမှာကျွန်တော်ကအဲဒီနေမွန်ရွာဆုံးမှာ ဇက်ရဲ့ဇက်စရာတယောက်အနေနဲ့ကျွန်တော်ပါဝင်ထားပါတယ်ခင်ဗျအပြင်လောကဟာပဲဗောနောအဓိကပြောမှာဆိုအပြင်ကဇက်စင်းတာမတူတာအပြင်လောမှာရှိ type ကိုပဲဦးစားပေးထားပါတယ်ဟုတ်ဒါကိုထွန်းကိုထွန်းရဲ့ဇလန်းလေးဗောနောဇက်တရေဟိုတရေဟာတာတရေကဗောနောပြောမှာဆိုကြောက်လက်ကြောက်ရကောင်းနေပြီးတော့ဇက်ရဲ့ပုံစံလေးနောက်ဖက်ကပုံစံလေးလည်းတွေ့ရတယ်ဗောနောအဲ့ဒါလေးတွေပိတ်သက်ပြီးတော့ရည်လက်ရရပါတယ်တကယ်ဇက်ဒီမှာကိုထွန်းရေးရလဲအဲ့ဒါကိုကျွန်တော်ပြောပြလိုက်တဲ့ခါမှာအဲ့လိုအခြေခံလာလေးလေးပါမှာဗောနော ဟိုကျွန်တော်တို့လူတယောက်မှမရှိဘူးကနေရတာရှိတယ်။အဲ့ဒါမဲ့မနေ့ကျလို့ရှင်အာဖြာရွေးနေရတာအကုန်လုံးရှိကြတယ်။အဲအဲ့ဒါမျိုးလေးလည်းဂျုံခဲ့ရတာဒါအများကြီးပါ။အများကြီးဂျုံခဲ့ရဆိုတော့ဂျုံခဲ့တဲ့တွေကတခုပေါ့နော်။အဲ့ဒါလေးဟိုဇကားပြဖန်တိုက်တာပေါ့နော်။အဲ့ဒါသူရေးတဲ့ဥစ္စာလေးကလည်းသူ့စိတ်ကူးလည်းအရင်ကောင်းတယ်။ပြပြလောက်တာမဟုတ်ဘူးလေ။ပြဒရိုက်တာလည်းကိုအောင်ချမ်းလူဆိုတော့ဘာမှပြောရမရှိမလို့တော့ဘူး။ပြီးတော့ကျွန်တော်တငယ်ချင်းနဲ့စုံစုံနေဆိုပြီးတော့လေပြပြရိုက်တိုက်တဲ့ကားမဟုတ်တာကိုသိတာတယ်။ ။ဟုတ်လား။ဘာဖြစ်လို့ဆိုတော့အဓိကဆိုလို့ရှင်ဇလန်းလက်ရှိတယ်။ဇက်ကွက်လည်းရတယ်။ဘယ်သူမှနေရာမလွတ်ဘူး။ဟုတ်ပါဘူး။ဟာလေကျွန်တော်ဆိုရင်ပို့ပြီးတော့သူလိုချင်တာဖြစ်ချင်တာလည်းဖြစ်တယ်။ဟုတ်သူဇမင်းသားဝတ်စားကိုသူအရင်ဝတ်ချင်နေတာ။အဲ့ဒါကမှဖြစ်တယ်ဗော။ဇက်ပြီးတော့ကျွန်တော်တို့ဒီဇက်မင်းသားအတွက်လည်းခြေခံထားရဲဆိုတော့ဟိုကြီးကွက်တိပဲဘယ်သူမှဟောက်ကွက်မရှိဘူးဗောနော်။ဒီဘောင်ရောက်ကြတဲ့အဆင်မပြေတာ။ဟမ်။ညာလေငေါအကောင်လိုက်ကြီးသရေ၆ပဲကြီးရကြီးရကြီးရတော့အဲ့လိုကိုကျော်ကျော်ဘူးနဲ့ ဘူးဆိုတော့ကျွန်တော်တင်ပေးတာတလွဲတလဲဆိုမိုးလေးအဲ့လိုပွဲကရနေဘူးကြီးอ่ะဘာဇက်ပါထိုးလိုက်တာ哦အမမရဲ့အစီဆုံးဟာတခုပြောဆိုရင်တော့ဇက်ဇက်ယူထိုးလိုက်တာထိုးပြီးတော့9နိုင်10နိုင်တော့ပွဲထွက်ပြလိုက်တာထွက်ပြီးတော့အကတွေပဲတင်ပေးလိုက်တာဒီတကယ်ကပြလိုက်တာတကယ်လည်းရွာသားကြီးအကုန်လုံးဝင်လာတာဝင်လိုက်ကမှကျွန်တော်အဲ့ဒါကိုမြင်ញမ်းပြီးအစီအရာကျွန်တော်ရေးတာဇက်ဆက်ဝင်စီအရာကျွန်တော်ရေးတာစိတ်ဝင်စိတ်ဝင်ဆိုတာ အဲကျွန်တော်အဲ့တင်းလေးရအောင်ကျွန်တော်ရေးလိုက်တယ်ရေးလိုက်ရေးလိုက်ပေါ့အဲ့တချင်းကိုပွဲလဲပြီးတော့12နာရီလောက်ပေါ့နော်ရှင်တင် break ဆိုပြီးလိုက်ပေါ့အဲ့ရွာသားရွာသားရထွက်ပြီးတော့ SNS ထွက်ပြီးအိမ်ပြန်သွားကြတာစိတ်ဟိုးစိတ်မဆိုအဲ့ရှင်လေးနဲ့အိမ်ပြန်သွားကြတော့ပို့ပြီးတော့ဟာဒီစက်ပေါက်နေပြီဟာလို့ဘာနော်ဒါတော့အဲ့အမမရအဖြစ်ဆုံးပါပေါ့စက်စက်ပေါက်ဆိုတော့မလွယ်ဘူးလေတော်တချင်းလေးရသားဟိုကျွန်တော်စက်ထွက်လို့ရှင်ရှင်မန်းတဲ့တချင်းလေးစူသွားသလိုပဲ ဟာစိန်ဝင်းစရိယထွက်သွားတဲ့ခါမှာစိန်ဝင်းစိန်ဝင်းဆိုပြီးတော့ရွာသားတွေကတကယ်ဆိုပြီးထွက်သွားကြတာ။အော်ကိုလည်းပီတိဖြစ်ပါတယ်အဲ့အတွက်။ဟုတ်။ရုပ်ရှင်တော့မတင်ရသေးဘူး။ကိုပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းရုပ်ရှင်ရရင်နဲ့ဇက်လေးကတကယ်ပုတ်သွားခဲ့တာပေါ့။ပုတ်သွားခဲ့တာပေါ့။ဘယ်ဇကားကြီးလဲတကယ်စီးရတော့။ပါသမားလူအကုန်လုံးကဇကားကြီးစီးရတာလေ။ကျွန်တော်ကျော်ကျော်ဝါရှိကန်။ဟောဇက်စီရနဲ့မင်းသားတော့ဟာဘုံကဇကားကြီးစီးရက်လိုက်ရတာ။ကျွန်တော်ကောင်းမှုအကြောင်းပြု။အလုပ်လုပ်ကပြောနေတယ်။စိတ်ညစ်တယ်ဆိုတာမရှိဘူး။ဘာကြောင့်လဲကိုထုံထုံဖြစ်နေတာပေါ့။ ွန်းတော့ကသူနိုင်တဲ့လူတွေခိုင်းတာလေကျုံးကြီးဆိုအကုန်လုံးပါကြတော့သူနိုင်တဲ့လူခိုင်းတဲ့ခါမှာလည်းနဲ့လူတိုင်းနဲ့မပြင်းဟိုပြင်းမယ်ကိုဖြိုးဆိုရင်တာလေမနေ့ကရောက်တယ်ညမိုးရေသူမရရသေးဘူးတစ်စီးကမပါသေးဘူးအဲ့ဒါမျိုးကြောင့်တော်တော်စိတ်မရှိထားသွားမှာပြန်ဖြတ်သွားမှာပေါ့ဒါတငယ်ချင်းဟိုပြီးတော့လည်းစကားကောင်းတယ်ဘယ်သူမှဟိုအနှစ်တော်လားရှိကိုနေရကိုပုံဖော်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့လဲဟိုပေါ့ဒီကားလေးကြည့်ရင်လည်းအမောပြေကြပါစေဆုတောင်းပါတယ်ကျုံးကူတာပေါ့ကျုံးအများကြီးပေါ့နော် ဝင်ပူတာတို့အဲ့လိုပါဟောထားတိုင်းနဲ့ဘယ်လိုပြောမလဲဟောအဲဇာဇာမင်းမီးတွေဆိုရင်အပြည့်နေပြီးတော့ကုကတ်လာတာထဲကြမကျွတ်တာတွေပါအဲ့ဒီမကျွတ်ပဲနဲ့ကပ်ပြီးတော့ဟောဆိုကျွန်တော်မှတ်မိတယ်ပြောနေမှာဟုတ်ပဲဘုံညာတော့မှာပြောဟောကန့်နေရင်းနဲ့ဘယ်လိုပေါ်ဝင်ပူးတယ်ဝင်ပြီးတော့ဘာမှမသိဘူး ခိုးလို့လည်းပြောပြောပြောအဲ့ဒီချန်ကြီးရုံးကြီးအဲ့လောက်ရှိတယ်ချန်ကြီးရဟုတ်ကူကုန်းထွက်လာအဲ့ဒါကြတော့နည်းနည်းကြီးစိမ်းကြီးပြသွားနည်းနည်းလေးတော့တန်းလူတော့ကျွန်တော်ဇက်တဲ့လူအဲ့အဲ့လိုလိုအဲ့အဲ့အဲ့လိုဂျုံမှုရပါတော့အများကြီးပါဂျုံဂျုံတွေ့ရမှလည်းအများကြီးအားသားရလည်းအများကြီးအဲ့လိုမင်းသမီးတယောက်ဆိုလို့ရှိရင်အဲ့လိုမျက်နှာတက်တာမျက်ကျွန်တော်ကမျက်နှာတက်ရင်နောက်မှမျက်နှာတက်တဲ့ရေဆိုရှိတယ်လေအဲ့တိုင်ကြီးနဲ့ထည့်ထားပေးတာ တောက်ရည်တော့တောက်ရည်ပေါ့သုံးရည်ဆိုတော့တက်ရှိသေးတယ်တောက်ရည်ကိုထည့်ထားတာကိုညဘက်ကျတော့ stick the mind stick ဆိုတာဒီ gavary ပေါ့နော် အလုပ်လုပ်တဲ့ခါမှာညကျတော့ခုနိုင်လောက်နေချင်းကူးကူးလာကြကျွန်တော်စက်မဟုတ်ဘူးဒီမစ်ဆက်ပြောပြတာပေါ့နော်အဲနေချင်းကူးကူးလာရင်လည်း तू ကတကယ်၆တောင်မို့ကိုကိုစက်တမချင်းပြန်ဖြစ်တာအဲ့ကောင်လေးကဇက်စရာစူမှာကြောက်လို့မျက်နှာတည့်တဲ့ရေတွေကိုရေမကုန်အောင်ဆိုပြီးဝင်လိုက်တာရေမကုန်အောင်လေရေသူချိုးလိုက်လို့ရှိရင်ရေကုန်သွားမှာ ကိုမကြောက်လို့အဲ့တဲ့ဝင်လိုက်ကြမှာမင်းသမီးတယောက်ကမျက်နှာလာတက်တာဟာဆောမင်းသမီးကိုမြင်ပြီးကြောက်လန့်ပြီးအဲ့တဲ့ကိုဝှက်ချလိုက်တာမင်းသမီးအကြိုက်ထိုင်တက်တော့ तू ကမွန်းလာနေပါလိမ့်မယ်အဲ့ရေခေါင်းနဲ့ထလာထလာတော့မင်းသမီးကအဲ့လိုက်တေးပြီးတော့ခုနှစ်ရက်လောက်စေုံပို့လိုက်လက်သေးလို့ဆိုတာအဲ့ဒါလေးရကြတော့တကယ်မမရရလေးတွေပေါ့နော်တကယ်ကြောက်တာလည်းမဟုတ်ကုလူချင်းချင်းဖြစ်တာတချင်မကောင်းအောင်ဝှက်နေလိုက်တာအဲ့ဒါလေးတွေဂျုံရတာပေါ့စင်ကျိုးတာလည်းဂျုံအာအများကြီးပဲအဲ့ဒီ documentary တွေနဲ့တက်တက်လာပါအောင်မယ် ဇက်ဇက်ဘဝနောက်ဖက်ကပေါ့ဇက်နောက်ဖက်ဘဝပေါ့ဟုတ်ဘယ်တော့လောက်ဖြစ်လဲအဲ့ဒါ producer ရှေ့ဖြစ်မှာလေ producer တွေတော့ရှိကြပါလေအဲ့ကြမ်းကျွန်တော်တို့ကတင်ပြဖို့အတွက်အသေးစိတ်လုပ်ရပါလေပြီးတော့ကျွန်တော်ဇက်စကားဆိုရှိသေးတယ်လေသူများလည်းမတူအောင်အဲ့ဒါကြီးအများကြီးကြံနေတယ်မင်းမုံရမသေးချောက်တယ်လာကြည့်ပါတကယ်သေးချောက်တဲ့ခါမှာကျွန်တော်တို့ ਨੇ ဇက်လာဇယမူလေးတကယ်ရပါလိမ့်မယ်ဇက်နောက်ဘက်မှာဘယ်လိုဖြစ်လဲဇမင်းသားရဘယ်လိုခံစားနေရလဲပြီးဒီကြောင်ဆိုလဲအဲ့လိုပေါ့ကျွန်တော်တို့ အပရာကြားဘူးလေဗျာကြက်တူပါဘူးအဲ့လိုဟာမျိုးလေးအဲ့ဒါမျိုးဖြစ်တယ်လို့ခံစားရတယ်ဒီဟာဒီဟာတော့ကျွန်တော်ရေးသွေးပြောလို့ရှိရင်ဟိုပီးပီးရောလို့လုပ်ထားတဲ့ဟာမဟုတ်ဘူးနော်ဟိုဟာတကာဟာတကာဆိုတော့အကယ်ဒမီနဲ့ဘယ်လိုပတ်သက်မလဲမပြောတတ်ဘူးအကယ်ဒမီအတွက်လည်းအာတရားမှုမရှိလားမရှိလားကျွန်တော်မခံမှန်းတတ်ဘူးဟာတကာပင်ပီးပီးရောရိုက်တဲ့ဟာတကာမဟုတ်တဲ့ဇန်နောက်ဖက်ကကစမ်းတာပေါ့ဗျာတော့အလုပ်လုပ်ကြရင်ကိုအောင်ချမ်းလူတွေအကြောင်းလည်းသိပါတယ်သူလည်းစမ်းစမ်းပြပြလုပ်တတ်တဲ့လူပြီးတော့လည်းကျွန်တော်ကလည်းဇက်ဇမင်းသားတယောက်ဆိုတော့ ်ဆက်ရပံ့ပိုးမှုနဲ့ကန့်ညီသွားတော့ဒါ producer ထမင်းတော့လေသူစင်ပြေသွားတော့ဗော။